ကျွမ်းမဖြစ်သူစံနှုန်းသတ်မှတ်ချက်တွေကြောင့်လူပြောများနေတဲ့ဟိဝန်ရန်ရဲ့ဖခင်ဟိဝန်ရန်ကအမှုပညာလောကမှာဆိုရင်အခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်ဝေးရှောင်ရမယ့်စီရင်နဲ့မှာပါတဲ့အထီကိုနာမည်ကြီးခဲ့သေးတာပါသူအိမ်တော်ရင်းမှာသူတယောက်တည်းဆုံးဖြတ်ချက်မရှိဘဲဖခင်ဖြစ်သူကပါကြိုးကင်ကကင်တွေဖြည့်ရှင်ပေးခဲ့တာကိုပရိသတ်တို့ကသိခဲ့ကြတာကြောင့်အခုလိုနာမည်ကြီးခဲ့တာဖြစ်ပါတယ်ရှင်အခုလက်ရှိမှာဟိဝန်ရန်ကစုပြည့်သစင်ကိုသူ့ရဲ့အိမ်တော်ဘက်အဖြစ်ရွေးချယ်လိုက်ပြီးဖြစ်တယ်လို့ဖခင်ဖြစ်သူကလည်းသဘောတူလိုက်ပြီးဖြစ်ကြမို့ဘလို့ကြောင့်လဲဆိုတာသိချင်နေကြတဲ့သူတွေရှိကြပါတယ်တခါတော့ကချွေးမတော်ရမဲ့သူကိုခါခ ခါတီးတီးနဲ့ညင်းကကြားထဲကနေဝင်ဖြတ်ပြီးအခုချိန်မှာတော့စုပြည့်တဲ့စင်ကိုချွေးမအဖြစ်လက်ခံလိုက်ကြပြီးမို့သဘောမကျတဲ့သူတွေကလည်းများပါတယ်။ဟိုးရံရဲ့မိဘတွေကစုပြည့်တဲ့စင်ကိုချွေးမအဖြစ်လက်ခံပေးတဲ့အပြင်မင်္ဂလာပွဲဆိုလည်း၆ပွဲတောင်ကျင်းပပေးတာပါ။ဇေယျအားလုံးကိုသူတို့ဘက်ကပဲအကုန်ကြခံတဲ့အပြင်ပရီဝဒင်ရိုက်တာကအစငွေထုတ်ပေးထားတာဖြစ်ပါတယ်။ အခုလုံလုတ်ပေးတယ်ဆိုတာကစူပြည့်သင်းကသူတို့သတ်မှတ်ထားတဲ့စံတော်သတ်မှတ်ချက်တွေနဲ့ကပ်ညီတာကြောင့်ဖြစ်ပါတယ်။စူပြည့်သင်းကရုပ်ရည်ကချစ်စရာကောင်းကအောင်မြင်တဲ့မင်းသမီးတစ်လက်ဖြစ်လို့ရွေးချယ်ခဲ့တာမျိုးလည်းမဟုတ်ပါဘူး။ဟေးဝန်ရံရဲ့ဖခင်ကတော့သူတို့ရဲ့ချွေးမဖြစ်မဲ့သူကိုရုပ်ရည်နဲ့ရွေးချယ်ဖို့လှုပ်ထားတာမျိုးမရှိပါဘူး။ရုပ်ရည်ထက်အဓိကကတော့စိတ်ထားကောင်းမှုသာရည်ကြည်တာကြောင့်ဖြစ်ပါတယ်။စိတ်ထားကောင်းမဲ့သူကိုချင်းစာတရားလက်ခံထားနိုင်မဲ့သူမျိုးကိုသာရွေးချယ်ခြင်းခဲ့တာပါ။ဟေးဝန်ရံအနေနဲ့အခုလိုအမျိုးသမီးနဲ့မစုံပါကိုလည်းသူတို့အနေနဲ့စိုးရင်စိတ်ရှိခဲ့ကြပါတယ်။ဒါပေမဲ့စူပြည့်သင်းနဲ့ချစ်သူဖြစ်နေတာကိုသိရချင်းမှာ တော့အရန်ကိုဝမ်းသာသွားခဲ့ကြပါတယ်။စူပြည့်သစင်တွေကအမှုပညာလောကကိုစောင့်ဝင်ကြတဲ့ကမိဘတွေအချင်းချင်းကိုတီးခဲ့ကြတာပါရှင်။ဗီဒီယိုဇက်ကားခင်မစူပြည့်သစင်နဲ့ဟိဝန်ရန်တို့အတွဲညီညီအောင်မြင်နေတဲ့အချိန်ဟိဝန်ရဲ့ဖခင်ထုံးလုံးကြီးကပဲဇက်ကားတွေရိုက်ခဲ့တာကြောင့်ပို့ပြီးတော့ယဉ်နီးခဲ့ကြပါတယ်။ဒါကြောင့်မို့ဟိုအရင်ကတည်းကစူပြည့်သစင်ရဲ့စိတ်ထားတွေကိုပါအကဲခတ်ခွင့်ရခဲ့ကြပါတယ်။စူပြည့်သစင်ကအနေအေးတဲ့အပြင်သူတစ်ပါးပေါ်မှာလည်းရိုင်းပင်တက်ကကိုညီတက်တဲ့စိတ်အပြည့်ဝရှိတာဖြစ်ပါတယ်။ဒီလိုစိတ်ထားကြောင့်လဲစူပြည့်သစင်ကိုချွေးမတက်အောင်ဖြစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ဟိဝန်ရဲ့မိခင်ကတော့ ဆိုပြတဲ့စင်းကအိမ်နာမှုလည်းနိုင်နေတာကြောင့်ပို့ပြီးတော့သဘောကျနေပါတယ်။ဒီခေတ်မှာဆိုပြတဲ့စင်းလို့ချွေးမမျိုးကရှားပါသွားပြီဖြစ်တာကြောင့်ပါရှင်။ဒါပြင်လူနှစ်ယောက်အချင်းဆိုင်တူဖို့ဆိုတာရှားပြီမြေသူတို့နှစ်ယောက်ကတော့အချင်းဆိုင်ကအစတူနေခဲ့တာဖြစ်ပါတယ်။နှစ်ယောက်စလုံးကအနေအေးတာချင်းလက်တူတဲ့အပြင်စကားပြောဆိုကအစအရန်ကိုညှိနှိုင်းစရာမလိုပါဘူး။ ဘဝနှခုပေါင်းဆက်ဖို့အစဖြစ်တဲ့မင်္ဂလာပွဲကျင်းပချိန်မှာလေသူတို့မိသားစုကြားမှာဗာပြက်တနာမှမရှိခဲ့ပါဘူး။ဟိဝန်တို့မိဘတွေကမင်္ဂလာပွဲအတွက်ငွေအလုံးထုတ်ပေးကြတာပါ။ဒါကိုစုပြည့်သူစင်ကသူကိုယ်တိုင်သာအလုံးစီစဉ်ထားတာဖြစ်ပါတယ်။အိုင်ဒီယာကောင်းတွေလည်းထွက်တယ်လို့ဘာမှလိုက်ပြောစရာမလိုပဲပြည့်စုံတယ်လို့လည်းဆိုပါတယ်။ဟိဝန်ကလည်းစုပြည့်သူစင်စိတ်တိုင်းကြတာအကုန်လုံးပြုတ်ပေးနေတာဖြစ်လို့အထုတွေလည်းညှိနှိုင်းကြစရာမလိုပါဘူးရှင်။ဒီလိုနဲ့ပဲမင်္ဂလာပွဲကြီးကတပွဲပြီးတပွဲအောင်မြင်စွာနဲ့ပြီးလာတာဖြစ်ပါတယ်။စုပြည့်သူစင်ကသူကိုယ်တိုင်အကုန်လုံးကိုစီစဉ်နိုင်တာကိုလည်းသဘောကျနေတာပါ။အနေအေးတဲ့စု ေမဲ့အကောင်လုံးလောက်ကင်တက်တာကသူတို့အတွက်တော့အားရစရာဖြစ်နေခဲ့ပါတယ်။ဟေးဝန်ရံရဲ့ဖခင်ကတော့စုပြည့်တဇင်တို့ကိုကလေးတွေမြမြမွေးစေချင်တာပါ။သူတို့အနေနဲ့ဟေးဝန်ရံတို့ဈေးကနေမြီး၃ယောက်လောက်လိုချင်တာဖြစ်ပါတယ်။၃ယောက်ကိုအသက်အရွယ်မတိမ်မရင်လိုချင်တာဖြစ်ပြီးတော့အဖို့ရအောင်အမြန်ဆုံးမွေးစေချင်နေတာဖြစ်ပါတယ်။သူတို့တုန်းကဆိုရင်၄ယောက်တောင်ယူထားတာမို့၃ယောက်လောက်တော့မွေးစေချင်တယ်လို့ပြောလာခဲ့ပါတယ်။ ဒါပေမဲ့လည်းစူပြည့်သစင်းနဲ့ဟိဝရန်တို့ရဲ့ဆန်းနာလည်းရှိသေးတာမို့ဗနယောက်ယူယူလို့လည်းပြောထားခဲ့ပါတယ်။တေချာတာတခုကတော့နှစ်ယောက်စလုံးကိုကလေးအမြန်ဆုံးယူဖို့အတွက်တိုက်တွန်းနေကြတာဖြစ်ပါတယ်။စူပြည့်သစင်းကကလေးချစ်တဲ့သူလည်းဖြစ်တယ်လို့ကလေးတယောက်ကိုကောင်းကောင်းပြုစုပြိုးထောင်နိုင်မယ်လို့လည်းယုံကြည်နေကြတာပါ။စူပြည့်သစင်းနဲ့ချစ်သူဖြစ်နေပြီဆိုကြတဲ့ကဟိဝရန်ကိုဖခင်ဖြစ်သူကယောက်ျားပြီးတောက်ဖို့လည်းအမျက်ဆုံးပါပါတယ်။တစ်ဖက်မိန်းကလေးကိုချစ်ပြတ်တက်ဖို့ကိုလည်းဖခင်ကိုယ်တိုင်ကသာတင်ပြီးခဲ့တာဖြစ်ပါတယ်။ဟိဝရန်ရဲ့အဆွေမျိုးအတန်းဝန်အားလုံးကစူပြည့်သစင်းကိုအလေးပေးကဆက်ဆံပေးကြတာပါရှင်။ ဟေးဝင်ရဲ့အမကြီးဆိုလဲအကုန်လုံးစိုးပြစိတ်တန်းကြတာလောက်ခိုင်းတယ်လို့တခုခုဆိုရင်ဟေးဝင်ရဲ့ဘက်မှာမရှိပဲစိုးပြဘက်မှာရက်တီပေးနေကြတာပါတမိသားစုလုံးစီကနေဝိုင်းချက်တာခံနေရတဲ့ဆိုပြီးတစဉ်ကကံကောင်းတယ်ထင်လားဆိုတာပြပြပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်